Hello အားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ည Champions League ပွဲစဉ်တွေထပ်ကစားမယ့်တဲ့မှာပွဲကောင်းတွေကျွန်တော်ပါပါတယ်ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Atletico Madrid နဲ့ Inter Milan တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ဒီပွဲကြိုတွန်းတဲ့ချက်ကျွန်တော်ပြောမယ်ပြီးလို့ရှိရင် PSG နဲ့ Spa တို့ရဲ့ပွဲကိုလည်းကျွန်တော်ပွဲကြိုတွန်းတဲ့ချက်ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအဲပထမဆုံးအနေနဲ့ Atletico Madrid နဲ့ကျွန်တော်က Inter Milan တို့ရဲ့ပွဲကိုပြောကြည့်ရရင်ဒီပွဲကကျွန်တော်တို့အတွက်တော်တော်ကိုကြည့်ကောင်းမယ်ပွဲပါ နေတင်းစလုံးက defensive မှာ impedant ကောင်းတဲ့အတင်းတွေအဖြစ်ပြထားပြီးတော့ဒါဘယ်အတင်းကပို့ပြီးတော့လုံးပြနိုင်မလဲပေါ့ Atletico ကတော့အိမ်ကွင်းမှာ Champions League ဆိုရင်ကစားရအရန်ခက်တဲ့တယ်မှာပါတယ်ဒါပေမဲ့လို့ Inter Milan ဟာ Champions League မှာဆိုလို့ရှိရင်အရန် perfect အဖြစ်ဆုံးပေါ့နော် performance ပြထားတဲ့အသင်းတွေကတသင်းလို့ကျွန်တော်ပြောရမှာပေါ့နော်။ခန်းစစ်လည်းအရင်ကောင်းနေတယ်၊တိုက်စစ်လည်းအရင်ကောင်းနေပြီးတော့ဒါပွဲအကုန်လုံးကိုသူတို့တွေအနိုင်ယူပြထားတာ။ အဲ့ဒီတော့ Inter Milan နေနဲ့ဒီ record ကိုဆက်ပြီးတော့သူတို့ Champions League မှာထိန်းနိုင်မှာလားပေါ့နော်။ဒါက imminent စိတ်ဝင်စားဖို့ကျွန်တော်ကောင်းပါတယ်။ဆိုတော့ Atletico ကိုကျွန်တော်ကြည့်ရရင် Atletico ဟာ Champions League မှာတော့ကျွန်တော်တို့ထင်တဲ့လောက်ထိတော့လုံးပြနိုင်ခြင်းတော့ရှိမနေသေးဘူးပေါ့နော်။လေဝဲကစားပြီးတဲ့နေထားမှာ Champions League နှစ်ပွဲသူတို့အနိုင်ရထားတယ်။ဒါပေမဲ့လို့ Liverpool တို့အပါဝင်သူနှစ်ပွဲရှုံးနေထားပြီးတော့တိုက်စစ်က10ကိုတွင်းထားပြီးမဲ့ခန်းစစ်က9ကိုပြန်ပြီးထားရတယ်။ အဲ့ဒါဒီကိုကတဝဲရှုံတဝဲနိုင်တဝဲရှုံတဝဲနိုင်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ချန်ပီယံစ်လိမှာဆိုလို့ရှိရင်အရင်ကြည်နေစရာကောင်းတဲ့ performance မျိုးတွေပြထားနိုင်တာမျိုးတွေကျွန်တော်မဟုတ်သေးဘူးပေါ့ဒါအပြင်ဒါပြီးရင်လည်းသူတို့ကကျွန်တော်ဒီဘာစီလိုနာတို့ဘာလို့နေကောကစားဖို့ကျွန်တော်ရှိတယ်ဒီစင်မှာအစောပိုင်းနေမှာပေါ့နော်ဒါအပြင်ကျွန်တော်ကဒါ OVD ရူကစားအသင်းနေနေလည်းကျွန်တော်ကစားဖို့ရှိတယ်ဆိုတော့ Atletico ရဲ့ဒီပွဲကကျွန်တော်ကအင်ဘီအာဘီအယုံဆိုင်ကစားလို့ရတဲ့ပွဲမျိုးပါအင်ရှင်ဖြစ်လေကစားမယ့်အပြင် တို့လက်ရှိဒီလာလီဂါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအဆင့်၄နေရာမှာပေါ့နော်73ပွဲကံပြီးတဲ့နေထားမှာတို့တွေဒါ10ပွဲအထိကျွန်တော်ဒါအနိုင်ရတယ်ပေါ့နော်အနိုင်ရထားပြီးတော့28မဲ့တို့တွေရထားတယ်အဲ့ဒီတော့လက်ရှိအရင်စူးစူးဝဝအနေထားယူမဟုတ်မနေဘူးအက်တလက်တီကိုနေနဲ့တို့ရှိတဲ့နေရာမှာရှိနေတယ်လို့ကျွန်တော်ပြောရမယ်အဲ့တော့အင်ရှင်အဖြစ်လက်ခံကစားမဲ့ဒီလိုပွဲမျိုးမှာ င်တာမီလန်ကိုကောင်းကောင်းတုံ့ပြန်နိုင်မှုလိုပါတယ်။တိုက်စစ်မှာဆိုလို့ရှိရင်ဂျူလီယန်အေဗရက်စ်တို့ကစားမမျိုးတွေကဒါကစားမကောင်းနေဖြစ်ကျွန်တော်ဘယ်တော့မြင်ထားရသလိုအဂရီစမန်ကြီးကလည်းအတိုင်းအတာတခုတွေတော့လက်ရှိချင်းဒီဒါအက်တလက်တီကိုတွက်ကကျွန်တော်ဒါအတုံးဝင်နေသေးပါ။အကြီးပါတဲ့ကစားမတစ်ယောက်ဖြစ်ကျွန်တော်ဘယ်တော့မြင်ထားရသလိုကျွန်တော် ပြောရမယ်။အဲဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဟိုခန်စစ်ကကျွန်တော်ထင်တာထက်ပိုပြီးတော့အဲဘယ်လိုပြောမလဲ။ တိုင်ပတ်နေတယ်ဗျာနော်အက်တလက်တီကိုကတကယ်ပြောရင်ခန်းဆက်အရင်မာစတာကလပ်စတေမှာကျွန်တော်တို့ပါတယ်ဒါနီးပြဖြစ်သူကိုယ်တိုင်ရဲ့ဘက်ကလည်းတကယ်အဆင်ပြေတဲ့နီးပြမျိုးပေါ့နော်ခန်းဆက်ပိုင်းမှာဒါပေမဲ့လို့သူတို့ဂိုးတီပေးထားတာကအချိန်ကြီးမကောင်းဘူးအဲနောက်တက်မှာဆိုလို့ရှင်ဟန်ကူတို့ပေါ့နော်အဲစပိန်လက်ရွေးစဉ်ကစားမဖြစ်တဲ့လီနိုမန်တို့လိုကစားမတွေကျွန်တော်ရှိတယ်သူတို့လည်းပဲဟိုခန်းဆက်ကမလိုအပ်တဲ့ဂိုးတီပေးနေရတယ်ပေါ့ကွင်းလယ်မှာဆိုလို့ရှင်ဘာရီယိုစ်တို့ဘာတို့လိုကစားမတွေကမဆိုးဘူးတော့အတွေ့အကြုံရှိတဲ့ ကိုကီတို့ပါလို့ကစားမရင်းနဲ့တွဲကစားတဲ့ကအဆင်ပြေတယ်လို့တော့ဖြစ်ပြီးမယ်ကိုကီကပွဲချိန်အပြည့်ကစားဖို့ကျတော့မလွယ်တော့ဘူးပေါ့နော်ဒါပြင်သူသားဖြစ်တဲ့စီမူနီကလည်းတောင်မန်ကောပါကောသူဝင်ကစားနေဆိုတော့ရှိတယ်။တိုက်စင်မှာတော့ Griezmann နဲ့ကျတို့ဒါအဲ Julian Alvarez တို့လူကစားမတွေကိုတုံးရင်တော့အဆင်ပြေတယ်။သို့တော်လည်းပဲ Griezmann ကခုနကကျွန်တော်ပြောသလိုပွဲချိန်အပြည့်ကြီးအမြဲတမ်းကစားဖို့မလွယ်တော့ Alexander Salo တို့ဘာလို့လူကစားမတွေနဲ့ဒါ Alvarez ကိုနည်းနည်းလေး Griezmann rule ကိုထားပြီးတော့ကစားရင်ကိုအဆင်ပြေလာမယ့်အခြေအနေမျိုးပါ။ သို့တော်လည်းဒီလိုအနေထားတွေမှာကျွန်တော်တို့မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတော့တို့ရှင်ပြန်ရမယ်ဒီ Inter Milan ကလက်ရှိကျွန်တော်တို့ Champions League တွေမှာဆိုလို့ရှိရင်တော်တော်ကိုကောင်းနေတဲ့အသင်းတွေမှာကျွန်တော်ပါပါတယ် Inter Milan ဟာလက်ရှိ Champions League မှာဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါလေးဘွဲကန်တဲ့နေရာမှာလေးဘွဲစလုံးအနိုင်ရထားတယ်နော်လေးဘွဲစလုံးအနိုင်ရထားပြီးတော့ကျွန်တော်ရှုံးဘွဲမရှိတည်ရီဘွဲမရှိပေါ့နော်ဒါအပြင်အဲ့ဒီတွေမှာဆိုလို့ရှိရင်ခန်းစစ်ကလည်းကျွန်တော် Champions League မှာတပွဲပဲကျွန်တော်ပြီးတော့တကူးပဲကျွန်တော်ပြီးထားရပါသေးတယ် ဒါဟာဘလောက်ကောင်းတယ်လေဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်နေပေါ့နော်တိုက်စစ်က၁၁ကူကြီးကျွန်တော်ရထားတယ်အဲ့ဒီပွဲမှာဆိုတော့ဒါအင်မီတန်ကိုကောင်းနေပါတယ်အင်တာကလက်ရှိအဆင့်ဇယားထိပ်မှရောက်နေတဲ့ဘိုင်ယန်မြူနစ်တို့အာဆင်နယ်တို့လိုမျိုးပေါ့နော်အရင်ကောင်းတဲ့ performance မျိုးတို့တို့လည်း Champions League မှာကျွန်တော်ပြထားတယ်ဒါအပြင်အင်တာမီလန်ရဲ့ဘက်ကကျွန်တော်ဒီသူတို့ရဲ့ဒီဗာလေအီတလီစီးရီးယားမှာဆိုလို့ရှိရင်တော့အဆင့်၄မှာပေါ့နော်အဆင့်၄မှာအဲ၁၂ပွဲမှာသူတို့၈ပွဲနိုင်ပြီးတော့၄ပွဲသူတို့ရှုံးနေထားတယ်၄ပွဲရှုံးပြီးတော့ပြည်တွင်းမှာနော် လေးပွဲရှုံးပြီးသွားပြီတရီပွဲမရှိသေးဘူးဆိုတော့နာပိုလီတို့ပါလို့နဲ့ပေါ့နော်ကျွန်တော်ဒါအမှတ်ကတိတ်မကွာဘူးပေါ့ဗျာ AC မီလန်တို့နဲ့အဲ့တော့ Inter အနေနဲ့အဝေးဝင်မှာအဆင်ပြေပါမလားကျွန်တော်ကတော့ Inter Milan နေတဲ့ကောင်းတာမှန်ပြီမဲ့လေလို့လေးပွဲစလုံးအနိုင်ရထားတာမှန်ပြီမဲ့လေလို့ဒီ Atletico ကွင်းမှာတော့ Atletico ပဲကျွန်တော်တို့ပို့ပြီးတော့ယုံတယ်တခြားကြောင့်မဟုတ် Atletico က Champions League တွေဖြစ်တယ်သူတို့အိမ်ဝင်လည်းဖြစ်တယ်ဆိုရင်တော့အဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီတဲကမှ DR ဒီမှာသူတို့ကပို့ပြီးတော့တိုင်ပတ်နေတော့လဲခက်တယ်ဗျာသေးလားသူတို့ Inter Milan ရဲ့ဘက်ကလည်း တို့ကပြည်တွင်းမှာလာတိုင်ပတ်ကောင်းပတ်နေလိမ့်မယ်ထင်တော့အဆင်မပြေကောင်းမပြေလိမ့်မယ်ပေါ့နော်ပြီးပါမှာချန်ပီယံစ်လိဂ်ဒီဘာဒီမှာအားကောင်းနေတဲ့တွေမှာပါတယ်ဆိုတော့ခံမှန်းတော့ခက်တယ်တိုးတိုးလေးပဲဒီထဲမှာကျွန်တော်ကတော့အင်တာနီနဲ့ပေါ့နော်ဒီဒုက္ခပြနေစွမ်းအပြေဝရှိတယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်သူတို့ရဲ့တိုက်စစ်ပိုင်းကလည်းကျွန်တော်တို့တော်တော်လေးကိုကောင်းနေတဲ့တွေမှာပါပါတယ်အဲ့တော့အင်တာမီလန်နေနဲ့အက်တလတီကိုမထွေကွင်းမှာဒုက္ခပြနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေ့တင်းကြားထဲမှာကျွန်တော်ကတော့1-1တို့ဘာလို့ပဲကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်တဲ့တင်းနဲ့တင်းနိုင်ပွဲတွေဂူးပြက်တွေ တွေ့ရလိမ့်မယ်လို့ကျွန်တော်မယူဆဘူးပေါ့နော်ဆိုတော့အင်ရှင်ကတော့အမြင့်ဆုံးအနေနဲ့တည်ရပဲမျှော်လင့်လို့ရတယ်လို့ကျွန်တော်ထင်တယ်။အင်တာအတွက်ကတော့ဘာမစိုးဖြစ်နိုင်ပြီးတော့ကျွန်တော်ကတော့အ ਨੇ ဆုံးတော့တည်ရနိုင်ဆုံးရှိတဲ့ပွဲလို့ကျွန်တော်ထင်တယ်အင်တာအတွက်ဆိုတော့နောက်ထပ်တစ်ပွဲက PSG နဲ့စပါလို့ရှိမင်းကစားမင်းပွဲပါအဲဒါကစိတ်ဝင်စားဖို့ကောင်းတဲ့တပွဲဖြစ်လာမှာသူတပင်းပေါ့နော် PSG ကွင်းမှာကစားမှာပေါ့ဒါမျိုးလို့ကျွန်တော်တို့ယာဒီစမှာဆိုလို့ရှိရင်ယာဒီဒီဘာဒီမစခင်မှာစူပါကပ်ပြိုင်ပွဲဖြစ်မှာနော်စူပါကပ်ဘလူးပွဲဖြစ်စပါနဲ့ကျွန်တော်တို့ဒီ PSG တို့ရှင်ပြိုင်ကစားခဲ့ရသေးတယ်ဗျာအဲ့ဒီမှာဆိုလို့ရှင်တော့စပါးကတော်တော်ကိုကောင်းတဲ့အစတင်မှုမျိုးတွေကျွန်တော်တွေးခဲ့ရတယ်ဒါပေမဲ့ဂိုးတွေပြန်ပြီးခဲ့ရပြီးတော့ပင်နယ်ဒီအဆုံးဖြတ်မှာဆိုလို့ရှင်ပင်စပါးကရှုံးနေသွားတယ်စပါးကရှုံးနေသွားအဲ့ဒီပွဲမှာအဲနီပြပြတဲ့လူ ਈ စင်နီရီကီအတွက်စပါးကိုရှင်ပြန်ရတဲ့နေရာမှာတော်တော်ခက်ခဲရင်းရင်းဖြစ်ခဲ့တယ်ဆိုတော့ကိုသူတို့တွေးသွားတော့ဒီပွဲမှာဆိုသူတို့အပြေရှာနိုင်မှာလားပေါ့စပါးဘက်ကလည်းပဲလက်ရှိမှာတိုင်ပတ်နေပါတယ်စပါးက ချန်ပီယံစ်လိကျွန်တော်လေးပွဲကစားထားတဲ့နေရာမှာနှစ်ပွဲနိုင်နှစ်ပွဲတည်ကြထားပြီးတော့ရှုံးပွဲတော့ကျွန်တော်ရှိမှထားသေးဘူးတိုက်စစ်က9ခုနဲ့ခန်းစစ်က2ခုပဲပြန်ပြီးထားရပါသေးတယ်အဲသူတို့ရင်ဆိုင်ရတဲ့အတင်းတွေအပေါ်တော့မူတည်တာပေါ့နော်တိုးတော်လည်းပဲစပါးဟာကျွန်တော်ပြည်တွင်းကိုကျွန်တော်ကြည့်ရင်အချီနေကမဟန်ပါဘူးယာဒီစမှာကောင်းခဲ့တဲ့အနေထားတွေကြောင့်လက်ရှိရှုံးပွဲတွေဆက်နေတဲ့အခါတော့မှဒီ mid table လောက်ကလွေရင်စူးစူးဝါးကြီးမဖြစ်သေးတာပေါ့နော်အဲသူတို့မှာ injury ပြပြဿနာတွေအများကြီးရင်ဆိုင်နေရပါတယ် အဒါအပြင်သူတို့နီးပြဖြစ်တဲ့ Thomas Frank အတွက်လည်းဝေဖန်မှုတွေတယောက်ခံနေရပြီးတော့ပြီးခဲ့တဲ့ London Derby ဖြစ် Arsenal နဲ့ရှင်မိန်ကစားခဲ့တဲ့ပွဲမှာဆိုရင်တော်တော်လေးကိုသူ့အနေနဲ့ပေါ့နော်သူအတင်းကဘာမှန်ကိုမလုံနိုင်ခဲ့တဲ့နေရာမှာပါတယ်။အဲ့တော့စပါးကဒါရီကို PSG နဲ့ပွဲမှာပြောင်းလဲနိုင်ပါမလား။ချန်ပီယံစလိမှာလုံးဝရှုံးမထားသေးဘူးဆိုတော့ကစပါးအတွက် record ကောင်းမှာသူတို့လည်းပဲအဝေးကွင်းလဲသွားကစားရမယ်။ဒါအပြင် PSG ကိုလည်းကစားမှာဖြစ်တဲ့အတွက်စပါးတော်တော်မလွယ်ပါဘူး။သူတို့ပြင်တိုက်စစ်ပိုင်းမှာဆိုရင် ရှိရောက်မှုတွေကအဲ့လောက်မရှိဘူးပေါ့။ရာဇီစတွေမှာတအားကောင်းခဲ့ပြီးပဲနောက်ပိုင်းမှာတိုင်ပတ်နေတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲအဆင်မပြေတော့သလိုနောက်တန်းကလည်းပဲကျွန်တော်လိုအပ်ချက်ကြီးရှိတယ်။အဓိကစပါးရဲ့ပြဿနာကခန်းစစ်ကနေတိုက်စစ်ကိုကျွန်တော်သွားတဲ့အခါမှာဟို chain creation အရင်မရှိဘူးပေါ့နော်။ပြီးတော့ခန်းစစ်ကိုအရင်အာတန်တာမျိုးတွေပေါ့။ဒါတွေကပြဿနာတက်နေတယ်။ဆိုတော့ရာဇီမဆခင် Super Cup Final မှာကျွန်တော်တွေးခဲ့ရတဲ့လိုမျိုးစပါးကိုသူတို့ကောင်းကောင်းချင်းကမ်းမှုတွေလုပ်နိုင်နေဆိုရင်သူကျွန်တော်ပြောရမယ်။ဆိုတော့ Thomas Frank ရဲ့ ဒီပွဲအတွက်တက်တီဒါအပြောင်းလဲတွေဘယ်လောက်ထိကောင်းလာမလဲဆိုတာတော်ရေးစိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေပြီပေါ့နော်ဆိုတော့ PSG ကိုကျွန်တော်ကြည့်ရင်သူတို့က၄ပွဲကစားပြီးတဲ့နေတာမှာ Champions League မှာ၃ပွဲထိအနိုင်ရတာပြီးတော့၁ပွဲရှုံးနေထားပါတယ်၁ပွဲရှုံးနေထားတယ်အဲကျွန်တော်တို့ဒါတိုက်စစ်ကပေါ့နော်၁၄ခုရပြီးတော့ခံစစ်ကကျွန်တော်တို့က၅ခုကျွန်တော်ပြန်ပြီးထားရတယ်ပေါ့၅ခုပြန်ပြီးထားရတယ် PSG အတွက်တော့ဘယ်လိုပြောမလဲဒီပွဲဟာအ နိုင်ပွဲရအောင်လှုပ်ပြနိုင်ဖို့ကြိုးပမ်းရမယ့်ပွဲမျိုးပါတိုက်စစ်က14ခုရပဲခန်းစစ်က9ခုပြန်ပြီးထားရတဲ့အချိန်ကြီးကောင်းနေပေါ့နော်ပြီးချန်ပီယံစိတ်နောက်ဆုံးကျတို့ဒါလေးပွဲကိုကျွန်တော်ကြည့်တဲ့အခါ3ပွဲစတိုက်နိုင်ပြီးတော့2ပွဲရှုံးနေထားရတယ်ပေါ့နော်အဲ့တော့လက်ရှိပြည်တွင်းမှာကတော့အချိန်ကြီးကောင်းနေဆိုတော့ကျွန်တော်ပြောစရာမလိုဘူးပေါ့နော်ဒုတိယနေရာကမာဆေးကိုတို့နှစ်မှတ်လောက်ပါညာဖျက်ထားတာပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘိုင်ယန်မြူနစ်တို့ဘာတို့ကိုတို့ရှုံးနေထားတာပေါ့လေချန်ပီယံစိတ်မှာဆိုအိမ်ဝင်းကြီးမှာပေါ့နော်အဲအဲ့မှာ ဘယ်လိုပြောမလဲ Louis Diaz တို့ဘာလို့အနီကက်တွေဘာတွေထိတာတော့မှသူတို့အနိုင်ရအောင်တော့မလုပ်နိုင်ခဲ့ဘူး။ဒါပေမဲ့လည်းလို့ PSG နဲ့ Champions League တွေမှာဆိုလို့ရှိရင် Barcelona တို့အသင်းမျိုးကိုအဝေးကွင်းမှာသွားပြီးတော့အနိုင်ယူထားတယ်။ Liverpool တို့အသင်းမျိုးကိုအဝေးကွင်းမှာသွားပြီးတော့အနိုင်ယူထားတယ်။ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်သာမြင်လို့ရသေးတယ်မြင်လို့ရသေးတယ်ပေါ့နော်။အဲ့တော့ PSG အတွက်ကကျွန်တော်ဒီပွဲအနေနဲ့အချင်းကြီးကောင်းအောင်သူတို့ကစားလာမှာတော့ရမယ်။အဓိကကတော့ဗျာသူတို့ အပြောင်းလဲတွေနောက်ပိုင်းတွေမှာများတယ်ပေါ့ကစားမားတွေကိုအပြောင်းလဲလုပ်တာတွေကျွန်တော်များတယ်ပြီးရင်ဒဏ်ရာပြဿနာတချို့ရနေတဲ့ကစားမားတွေကျွန်တော်တို့ရှိတော့လူစုံတက်စုံမဖြစ်မှာတော့ PSG ရဲ့ဘာကစိတ်ပူရတယ်အကယ်လို့လူစုံတက်စုံပြန်ကစားနိုင်မယ်ဘာညာဆိုရင်တော့မျှော်လင့်လို့ကျွန်တော်ရတယ်နောက်တန်းမှာဆိုရင်ဇဗန်ညီတို့ဝီလျံပါချိုတို့ကောင်းနေတယ်လို့ဒါဘယ်လိုပြနောက်ခံကစားမားဖြစ်တဲ့မာကွင်းဟိုးစ်ကလည်းသူ့ဘာနေသူအဆင်ပြေနေတယ်ဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီဘာလဲဥစမန်တမ်ဘီလီတို့ဘာလို့ပါနိုင်အောင်မယ်လို့တော့ကျွန်တော်မထင်ဘူးအများကြီးတော့မထင်ဘူးအဲ့တော့ ဒီလိုမျိုးပေါ့နော်အဲ့လိုလိုအပ်ချက်တွေတော့ကျွန်တော်ရှိတယ်ဒဏ်ရာပြဿနာတွေကနှစ်သိန်းစလုံးမှလည်းကျွန်တော်ကြုံနေရတယ်ဆိုတော့ PhD နဲ့လက်ရှိစပါးလိုတိုင်ပတ်နေတဲ့အနေထားမှာအိမ်ဝင်းမှာတော့သူတို့တွေအနိုင်ယူဖို့ကျွန်တော်ကြိုးပမ်းနေတယ်ဆိုတော့ PhD နဲ့တကယ်အနိုင်ယူပြနိုင်မလားကျွန်တော်ကြည့်ရမယ်ညို့ရောဘလူးမင်းညလဲသူနည်းကြပါအားလုံးကိုချစ်သူများကြီးတင်ပါတယ်